ိုးရဲ့ဒီပွဲကြီးကအမေကိုကြည့်စီခြင်းလို့စီစဉ်တဲ့ပွဲဖြစ်ပေမဲ့အမေမကြည့်သွားနိုင်တဲ့အတွက်တော့အယံဝန်းနေနေတယ်အမေကြိုက်တဲ့တခြင်းလေးတွေရွေးတာပါတယ်။တခုတော့ရှိပါတယ်။အင်ကြီးရဲ့ ဂီတသတန်းသမိုင်းကြောင်းတစ်ချောင်းလုံးမှာအမေယာအမြဲတမ်းတချင်းလေးတွေလည်းကူရွေးပေးခဲ့တယ်။သူကြိုက်တဲ့တချင်းလေးတွေကိုပဲတီဆိုစေခဲ့တာဖြစ်တဲ့အတွက်တော့တချင်းတစ်ဝက်လောက်ကသူကြိုက်တဲ့တချင်းလေးကြီးပါပဲ။ဟုတ်ကဲ့အမေအတွက်အမတ်တရားတချင်းလေးတစ်ပုဒ်တော့ပွဲမှာပါဝင်တီဆိုဖြစ်ပါမယ်ရှင့်။ မှာတချင်းလေးတစ်ပုတ်ရှိရယ်တိမ်တိုင်းမျက်ရည်ဆိုချင်းလေးအဲ့ဒီတချင်းလေးကိုအင်ကျအမေရဲ့အမှတ်တရဓာတ်ပုံလေးတွေနဲ့ memory ဈေးလုတ်ပြီးတော့တီးဆိုဖြောပြမယ်တီးဆိုဖြောပြနိုင်ဖို့တော့အာအရင်မွေးရအင်ကျတချင်းတိုက်တိုင်းလည်းငိုတယ်အဲ့တချင်းကိုခုချိန်ဒီတချင်းတိုက်လို့မရအောင်အဲ့ဒီမှာလည်းအင်မတန်ခွန်အားမွေးပြီးတော့အင်ကျစိုးရမှာဖြစ်ပါတယ်ကြာခုဒါ ဒုတိယမြောက်တချင်တိုက်တာပေါ့နော်ပထမတချင်လည်းတချင်တိုက်ပြီးပြီဆိုရင်ကျတို့အကြာကြီးပဲပြင်ဆင်နေကြတာတော်တော်ကြာရတာဒုတိယမြောက်တော့မဟုတ်တတိယမြောက်တစ်ခေါက်လို့ပြောလို့ရပါတယ်ဆိုတော့ပွဲလေးကလည်းနားနီးလာပြီဆိုတော့ရင်ခုန်စိတ်လှရှားပါတယ်အဲပြီးတော့အဲပုံလေးလည်းပုံနေပြီစိတ်ကူးညင်ထားတာလေးလည်းတော်တော်လေးဟိုပုံပေါ်နေပြီဆိုတော့ရင်ခုန်စိတ်လှရှားနေပါတယ် င်းပုံရီ40ရွေးထားပါတယ်အ40မမဒီလိုတပိုင်းလေးဖြတ်ဆုံးမဲ့ဟာလေးကြီးလည်းပါတယ်ပေါ့နော်ဆိုတော့အအပုတ်ရီ40နိုင်ရဖြစ်ပွဲချိန်က3နိုင်ကြာမြင့်မှာဖြစ်ပါတယ်အဲ့တကြောင့်မလို့ပြီးတော့အကရီလည်းတိုင်နေရတယ်ဆိုတော့ပြီးတော့တွဲဆုံမဲ့ဇုံတွဲကြီးလည်းပါတယ်လို့အင်ချက်ကိုပိုင်းတချင်းနေအဲကိုအပုတ်30လောက်ရွေးထားပါတယ်10ပုတ်လောက်ကတော့ပြန်စုတေးပြီးပါပါတယ်ရှင့်မမချွေးချလာလို့လည်းချွေးရတဲ့မြအဆုတောင်းရောက်ချွေးတယ် ောက်ကြီးကချမ်းတယ်။အော်ပြပါဦးလေ။ရောက်ကြကုသချင်းတော့သုံးဖို့ပြအောင်မသိ။အဲ့တော့ဒါတော့အပြေရပါဘောဘာပဲမမရအောင်လေအိမ်ရောက်ခေါင်းကောက်ခံရမယ်ဆိုတော့ကျတော့ဟောပေါ့အဲတချင်းတွေကတော့ဝိုင်းဝေးပေးကြရတယ်များတယ်ဒါပေမဲ့အင်းချာနည်းနည်းလောဘကြီးတာကငိုရဲရလဲအင်းချာကိုယ့်ရဲ့တည်ပုဂ္ဂလကိုယ့်ရဲ့ idea နဲ့ပဲလောက်တာများတယ်ခေါင်းပါတယ် သူများပြောရင်လည်းနားထောင်ခြင်းမနားထောင်လို့ဆိုတော့ငကိုတွေကဒီပွင့်ကမနှစ်ထဲကလုပ်ဖို့စဉ်းစားထားပြီးသားဖြစ်တဲ့အတွက် plan ကမနှစ်ထဲကဆွဲထားပြီးသားဆိုတော့တချင်းနေအားလုံးကလည်းမနှစ်ထဲကစီထားပြီးသားဒီချင်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 းနေထဲမှာဖြစ်တယ်ဆိုတာမျိုးပေါ့ဒါတော့ဖြုတ်ခဲ့ရတာရှိသေးတယ်အရင်များနေလို့လေအဲ့လိုမျိုးလေးတွေပေါ့တချို့တချင်းလေးတွေဆိုရင်ပြိတ္တကစိုးစီခြင်းပေမဲ့အဲကိုကကိုပြန်ဖြုတ်ခဲ့ရတာဒီကိုစိုးခြင်းပေမဲ့လည်းပြိတ္တမကြိုက်လို့ဖြုတ်ခဲ့ရတာဒီအဲ့လိုမျိုးလေးတွေတောင်ရှိသေးတယ် အဖြူဖြစ်တယ်အိမ်အောင်တယ်ဖြစ်လာတဲ့အခါမှာအတွေးအခေါ်တစ်ခါပြောင်းတယ်အိမ်အောင်တယ်ကနေမှကလေးတယောက်မိဖြစ်လာတဲ့အခါမှာအတွေးအခေါ်တွေတစ်ခါထပ်ပြောင်းတယ်အတွေးအကြုံတွေပြောင်းလဲလာတာနဲ့အမျှတွေးခေါ်စဉ်းစားဆင်ခြင်ပုံတွေပြောင်းလဲလာတယ်အဲ့ဒီပုံမှာအဲအလုတ်လုတ်ပုံကိုင်ပုံတွေပြောင်းလဲလာတယ်ဖြည့်ရှင်းပုံဖြည့်ရှင်းကြီးပြောင်းလဲလာတယ်အဲ့လိုဖြစ်မယ်ထင်ပါတယ်ညီမစိတ်ထင်တော့ဒုတိယမြောက် music concert ဖြစ်ပါတယ် concert လို့ဘာလို့ခေါင်းစဉ်တက်ရလဲဆိုတော့အင်ဂျင်ပထမအောင်ဆုံး music concert ဒီတကူရော်ရှိုးက beyond the sex ဆိုပြီးတော့မျောစင်ကျွမ်းမှာမတည့်ရရှိုးပွဲကြီးလုပ်ခဲ့မှုတယ်မတည့်ရတဲ့ပြိတ္တတီအာ VIP seat စေနေပါတော့ဒါတော့ concept အစလည်းအဆုံးကိုကိုရိုင်းစင်ပြင်ဆင်တာပေါ့ဆိုတော့ဒါကဒုတိယမြောက်2025မှာပြန်လုပ်တဲ့ပွဲပါ beyond 20 years နဲ့20အလွန်မှာဆိုတော့ဘာလို့အဲ့လိုမျိုးပြောရတာလဲဆိုတော့ကြားထဲမှာဆုံနေတဲ့ပွဲတွေကပတ်တီးရှိုးတွေလုပ်တယ်ဘလို့ပဲလုပ်လို့အဲ့ဒါကကြတော့ရှိနေပြီးသားနေရာပြင်ဆင်ထားပြီးသား stage သူများရဲ့ season မှုအောင်မှာကိုကတချင်းမဲ့သွားဆိုပေးရတာ ဆိုကို idea တွေတော့ပါတာပေါ့ဒါပေမဲ့ဒီဟာကကြတော့ state ဆင်ကဘလို့ဆောက်ချင်တာပရိသတ်ကိုဘလောက်လာစီချင်တာလက်မှတ်စည်းနှုန်းအစားကိုတတ်မှတ်ချင်တယ်လို့မျိုးနောက်ပြီးတော့ခါကြတော့ကိုဘာတွေလုပ်ချင်တယ်ဘယ်သချင်းတွေဆိုချင်တယ်ဘာ performance တွေဆိုတာအားလုံးကကိုစိတ်ကြိုက်လုပ်ခွင့်ရတယ်ပေါ့နေရာအစားကိုကိုကိုကြိုက်တာကိုကိုယူရ hexagon complex မှာလုပ်မယ်ဆိုတော့ကိုကိုယ်တိုင်ယူရဆိုတော့ကိုရဲ့ကိုချေကိုလက်၃ညကနေပြီးတော့၁၀အထိအောင်အားလုံးလှုပ်ထားနိုင်တဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဒီပွဲကအင်မတန်ထူးခြားပါတယ်။နောက်ပြီးတော့ state စင်အကြီးနဲ့ဖြောပြရမှာဖြစ်တဲ့အတွက် dancer စင်အများကြီးပါမယ် music band ပါတယ် harmony တွေပါတယ် music director တွေပါတယ် show director တွေပါတယ်ဒီလိုမျိုးနဲ့ကို performance တွေ fashion တွေဆိုလို့ရှိရင်လည်းအများကြီးချိန်မယ် stylish တွေနဲ့အပ်ထားတယ်အဲ့လိုမျိုးတိတိကျကျကိုအသေးစိတ်လုပ်ထားတဲ့ပွဲဖြစ်ပါရဲ့ရှင့် မျိုးသားเจ้าရံမေးရတော့အမျိုးသားကကြတော့လေအခုလောလောဆယ်မှာသူအလုပ်တွေဖြတ်ပြီးတော့ရန်ကုန်မှာပြန်လာနေပြီးပါတယ်။ဘာလို့လဲဆိုတော့ family support လိုနေတာဖြစ်တဲ့အတွက်ကိုပြီးနာမှာအမြင်နဲ့ရှိခဲ့တဲ့အမေကလည်းလောလောဆယ်မှာမရှိတာဖြစ်တဲ့အတွက်အဲသူကအနားမှာနေပြီးတယ်။သမီးလေးကိုလည်းကြီးစုဆောက်ရှောက်ပေးထားတယ်။ ။ပုံမှန်ကတော့သမီးလေးကိုသူဘန်ကောက်မှာကြီးရှုဆောက်ရှောက်ပေးထားတာပေါ့လေ။အခုကသမီးလေးကကြောင်းတလာပိတ်ထားတော့သူတို့ဒီကိုပြန်ရောက်နေပြီးတော့ကိုနားမှာနေပေးကြတယ်။ကိုသွားတဲ့နောက်နေလဲလိုက်ကြတယ်။ဒါပေမဲ့ဒီနေ့ကတော့သချင်းတိုက်မှာမပါတာ။တနေကုန်တိုက်ရမှာဆိုတော့ကလေးပင်မန်းတော့မခေါ်ထားတာပေါ့နော်။ဆိုတော့အလူလေးနဲ့ဘေးနားမှာရှိနေပေးတယ်။ထောက်လျှောက်ရှိနေပြီးတော့ family time လေးလဲရတယ်။အလုပ်လုပ်ရင်းဆိုတော့လေစိတ်ချမ်းသာမှုလေးရတာပေါ့နော်။ မဟုတ်ရင်တယောက်တည်းလုံးလုံးနေရတဲ့အထီးကျန်နေဆိုတဲ့ခံစားမှုကြီးခံစားရပြီးတော့အမေကိုတစ်ချိန်လုံးသတိရနေမိမှာပေါ့အခုကတော့သမီးလေးရောအမျိုးသားဘေးနားမှာရှိနေပြီးတဲ့အတွက်အမေကိုသတိရတယ်ဆိုပေမဲ့ဩငါပြီမှာသူတို့နှစ်ယောက်ကခွန်အားပေးနေတယ်ဆိုတဲ့စိတ်ကလေးနဲ့တော့ကိုကအများကြီးအားရှိရပါတယ်ဝမ်းနေဝမ်းသာပါတော့ ကိုယ့်ရဲ့ဒီပွဲကြီးကအမေကိုကြည့်စေချင်လို့စီစဉ်တဲ့ပွဲဖြစ်ပေမဲ့အမေမကြည့်သွားနိုင်တဲ့အတွက်တော့အယံဝန်နေနေတယ်။ဟိုဒါမဲ့သူကောင်းကင်ဘုံတနေရာကနေသူတိနေမြင်နေလိမ့်မယ်လို့လည်းအချင်းယုံကြည်ပါတယ်။ပြီးတော့အခါကျတော့ဒီအမေမရှိပေမဲ့လည်းအာကိုယ့်အိမ်နောက်ဘက်ကလည်းကိုယ်အားပေးတယ်။ကိုယ့်အကိုကြီးကြံတယ်။အကိုကြီးဆိုလည်းကိုယ်အားပေးတယ်။ဒီပွဲလေးကိုဆက်လုပ်ဖို့မောင်လေးဆိုလည်းကိုဘေးနားမှာတောက်လျှောက်ရှိနေပြီးတယ်။ဆွေမျိုးသားချင်းတွေအတော်တွေအကုန်လုံးပါလေ။အဲ တောက်လျှောက်ကိုခွန်အားပေးနေရပြီးတော့အမေတငယ်ချင်းတွေအမေရဲ့တငယ်ချင်းတွေဆိုလို့ရှိရင်ဒါလက်မှတ်တွေအစိုးရတွေဝယ်ပြီးတော့အားပေးကြတယ်နောက်ပြီးတော့ခြေရတဲ့နီးစက်တဲ့ပြိတ်သက်တွေအကုန်လုံးဆိုလို့ရှိရင်လေသူတို့ရဲ့အားပေးမှုတွေကြောင့်မို့လို့အင်ဂျင် VVIP ဆိုလို့ရှိရင်စတင်ရောင်းချတဲ့လေးရမြောင်းနေမှာပဲအင်ဂျင်60%ကုန်သွားတယ်အခုဆိုရင်90%ကုန်သွားပါပြီ10%ပဲကျန်တော့တယ်10%ဆိုတာ3-5ဝိုင်းပဲကျန်တော့တဲ့သဘောပေါ့နော်ဆိုတော့အင်ဂျင် GA လဲတစ်ဝက်ရောင်းထားပြီးပြီ VIP seats တွေလဲ အာတဝက်ကြော်ပြီးရောင်းထားပြီးပြီဆိုတော့ဒါအများကြီးအရှိတယ်ပွဲတစ်ခုဖြစ်သွားပါပြီဆိုတော့အင်းချစ်စိတ်ချလက်ချဖြောပြနေဆက်မှုတွေအပိုင်းကိုလာမဲ့ပြိသက်တွေလက်မှတ်ရောင်းအောင်ရေမရောင်းရရေးကိုစိတ်မပူစရာမလိုတော့ဘဲနဲ့ကောင်းကောင်းမွန်မွန်ဖြောပြနေဆက်မှုကိုပဲအာရုံစိုက်နိုင်သွားပြီပေါ့နော်အင်းချစ် personality အင်းချစ်အချင်းစွာရင်စွာမယ်စိတ်ဆိုးရင်စိတ်ဆိုးတတ်မယ်ဒါပေမဲ့အင်းချစ်ကအဲ့ဒါတွေနဲ့အလုံးနဲ့ဘရမမရောရှက်ခဲ့ဘူးပေါ့နော်အင်းချစ်ရဲ့အမှုပညာမှာတော့အင်းချစ်အမြင်နဲ့အကောင်းဆုံးပြီးတယ်ပြိသက်ကိုမလိမ်မညာတမ်းပြီးတယ် အမှန်ကန်ပဲအင်ဂျစ်ပေးခဲ့တယ်အဲ့ဒီဒီနေ့ဒီချိန်ထိတယ်အဲ့ဒီတစ္ဆာကိုပဲဖះရှိမှာစိုးတယ်အင်ဂျစ်ဘာပဲဖြစ်ဖြစ်ဘာပဲဘာပွဲပဲလုံးလုံးအောင်မြင်ခြင်းအင်ဂျစ်အဲ့တစ္ဆာကိုပဲစိုးတယ်ပရိသတ်ပေါ်မှာမလိမ့်မညာတဲ့ဒီနေ့ဒီချိန်ထိဖြောပြမှုကိုပေးခဲ့ပါတယ်စေတနာထားပြီးတော့အမြင်တဲ့အလုပ်ကိုလုပ်ပါတယ်ဤတစ္ဆာမှန်ကန်ပါကဒီနေ့ပွဲအောင်မြင်ရပါစီဆိုတစ္ဆာကိုစိုးပြီးတော့ပဲစင်မောအမြင်တက်တာဖြစ်တဲ့အတွက်အင်ဂျစ်ရဲ့တစ္ဆာမှန်ကန်နေတဲ့အတွက်လည်းအင်ဂျစ်ပွဲလေးတွေပရိသတ်ချစ်ခင်မှုကိုလည်းရရှိပြီးတော့အောင်မြင်တယ်လို့လည်းအင်ဂျစ်ထင်မြင်မိပါတယ်ရှင့် အမေကြိုက်တဲ့သချင်းလေးတွေရွေးတာပါတယ်တခုတော့ရှိပါတယ်အင်ကြီးရဲ့ဂီတတတန်းသမိုင်းကြောင်းတစ်ချောင်းလုံးမှာအမေအားအမြဲတမ်းသချင်းလေးတွေလည်းကုရွေးပေးခဲ့တယ်သူကြိုက်တဲ့သချင်းလေးတွေကိုပဲတီဆိုစေခဲ့တာဖြစ်တဲ့အတွက်တော့သချင်းတစ်ဝက်လောက်ကသူကြိုက်တဲ့သချင်းလေးကြီးပါပဲဟုတ်ကဲ့အမေအတွက်အမှတ်တရသချင်းလေးတစ်ပုဒ်တော့ပွဲမှာပါဝင်တီဆိုဖြစ်ပါမယ်ရှင့် ာတခြင်းလေးတစ်ပုဒ်ရှိရယ်တိမ်တိုင်းမျက်ရည်ဆိုခြင်းလေးအဲ့ဒီတခြင်းလေးကိုအကျအမေရဲ့အမှတ်တရဓာတ်ပုံလေးတွေနဲ့ memory ဈေးလောက်ပြီးတော့ဒီဆိုဖြောပြမယ်ဒီဆိုဖြောပြနိုင်ဖို့တော့အာအရင်မွေးရအင်းကျတခြင်းတိုက်တိုင်းလည်းငိုတယ်အဲ့တခြင်းကိုခုချိန်ဒီတခြင်းတိုက်လို့မရအောင်အင်းကပထမတော့အင်းကျမှာဒီတူဦးဒီတော့ဆိုတဲ့တခြင်းလေးရှိပါတယ်အမေအကြောင်းကိုအမေကိုကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းလေးကိုရေးဖွဲ့ထားတဲ့တခြင်းလေးအဲ့တခြင်းကိုဆိုတိုင်းမှာလည်းငိုပါတယ်ငိုတော့အာအမေလည်းဆုံးတော့အဲ့တခြင်းလေးကိုဆိုရင် အရန်ငုံမိမလားမသိဘူးဆိုပြီးတော့တိမ်တိုင်းမျက်ရည်တချင်းလေးဆိုမယ်ပေါ့တိမ်တိုင်းမျက်ရည်ကကြာအမှန်တကယ်တော့ချစ်ရတဲ့သူတယောက်ကိုဆုံးရှုံးထားတဲ့ဟိုခံစားချက်လေးပေါ့နော်ဒါပေမဲ့အဲ့တချင်းဆိုတိုင်းမှာလဲပထမတစ်ပိုက်ပဲဆိုနိုင်တယ်တချင်းတိုက်တဲ့အင်းချင်းတချင်းတိုက်တာဒါနဲ့ဆို၅ကောင်းမြောက်ရှိပြီ၅ကောင်းမြောက်၅ကောင်းလုံးငိုတယ်တချင်းပြီးအောင်မဆိုနိုင်ဘူးကျတော့အဲ့ဒီမှာလည်းအင်မတန်ခွန်အားမွေးပြီးတော့အင်ကြီးဆိုရမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းအမေအတွက်အမှတ်တရလေးတော့ဒီပွဲမှာပါချင်တာဖြစ်တဲ့အတွက်တော့အဲ့တချင်းလေးတော့ထည့်ထားပါရဲ့ရှင့်။အဖေနဲ့တော့ ဟိုမပါပြုတ်ဘူးတော့မဟုတ်ဆိုအဖေရဲ့ကျမရဲ့အချိန်လေးရရောနောက်ပြီးတော့အခါကျတော့အဟိုလက်ရှိမှာကျတော့အင်ချစ်စီစဉ်ထားတာလေးရရည်စီချောင်းတောင်ရောစင်လေးရတပိုက်ပဲဆိုပြမယ်အမှတ်တရလေးအနေနဲ့ပဲပြပါမယ်ပေါ့ဟိုရည်စီချောင်းလေးတိုင်း Hello thousands see sleep ဟုတ်ကဲ့ပါအင်ချစ်ဝချစ်ပေးကြပြည်သက်တွေအားလုံးအင်ချစ်ကျေးဇူးများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်အင်ချစ်ပွဲ information လေးလည်းဒီမီဒီယာတွေကနေတစင်အင်ချစ်ပြောပြောဝင်ပြပါရှင့်အင်ချစ်ပွဲလေးကနိုဝင်ဘာ10ရက်နေ့ဖြစ်ပါတယ်အင်ချစ်တို့ဒီအရှိမြင့်မြိုင်ဝင်လမ်းမကြီးရဲ့အရှိမှာရှိတဲ့နမောင်မှာရှိတဲ့ရွှေထုတ်တင်ကွင်းထဲမှာ hexagon complex indoor area မှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်ပွဲကိုအင်ဂျီတို့ VVIP VIP GA ဆိုပြီးတော့၃မျိုးခွဲခြားပြီးတော့လည်းလက်မှတ်တွေရောင်းပေးပါတယ်အင်ဂျီတို့ VIP VVIP ကတော့ table နဲ့အစားအသောက်နဲ့ alcohol ရေးအစရှိဆုံးပါမယ် table table wine နေပေါ့နော် VIP ကတော့ seats only ပါထိုင်ကုန်ပါပါမယ်ပြီးတော့အခါကျတော့အင်ဂျူ GA ကတော့အင်ဂျင်3000နဲ့ရောင်းပေးပါတယ်မတ်တရက်ပေါ့ပြပြရွှေရွှေ show vibe အပြည့်နဲ့ကြီးစုခြင်းနဲ့ပြည့်တဲ့အတွက်ဖြစ်ပါရဲ့ရှင်အာလက်မှတ်တရကျတော့အင်ဂျင်တို့ဒီ ် online ကနေပြီးတော့လည်းရောင်းချပေးပါရယ် online မှာအင်ချီရဲ့ Facebook page မှာအင်ချီအချက်လက်တွေတည်တည်ချာချာလေးတင်ပေးထားပါရယ်တိရှိချင်လို့ရှင်ကြည့်လို့ရပါတယ်အဲရောင်းချပေးတဲ့နေရာတွေက Myanmar River ကြီး ticketing service နဲ့ရောင်းပေးတယ် core entertainment page ကနေရောင်းပေးတယ် authentic june Facebook page ကနေရောင်းချပေးပါရယ်ဒါတွေအကုန်လုံးအင်ချီ Facebook မှာ link လေးတွေတင်ထားပေးပါရယ်ပြီးတော့အင်ချီဟို physical ticket တွေဝယ်ယူခြင်းနဲ့ပရိသတ်တွေအတွက်ကို The Heart of Rangoon တောဘာမှာရောင်းချပေးပါရယ်ဟို iPhone line လိုင်းအင်းစိန်လမ်းမကြီးပေါ့ iPhone လိုင်းဆိုင်မှာလည်းရောင်းချပေးတယ် The Lord Yangin The Lord ဆိုင်မှာလည်းရောင်းချပေးပါတယ်နောက်ပြီးတော့အရင်ကတော့အင်းအားလိုက်ခါတယ်အခုတော့နာမည်ပြောင်းထားတယ်အဲရန်ကုန် social ပေါ့ရန်ကုန် social ဆိုင်မှာလည်းရောင်းချပေးတယ်နောက်ပြီးတော့ Takeda ဘက်ကပါကြီးဘာမှလည်းရောင်းချပေးထားပါတယ်ဆိုတော့နေရာတွေတော်တော်များများစုစုံလေးတင်ထားပေးပါတယ်ရှင့်